အပြိုကြီးသခိုးဖန်းကြီးဟဲ့မှတ်သားကြငါပြောလိုက်ရအောင်ညက်လာပြောလဲစမ်းအပြိုကြီးကသူ့အိမ်သူတယောက်ထဲနေတယောက်ထဲနေတော့ဒီနေ့သခိုးတက်သခိုးအိမ်မော်ရောက်လာဟုတ်တော့အိမ်မော်သခိုးတက်ပြီအေးငါလည်းငါပဲငါကလည်းငါငါကလည်းငါပဲနဲ့တရားနာပရိသတ်ရေသူ့ကိုယ်သူစဉ်းစား ။အော်မိမသားကြီးဖြစ်နေတော့တခိုးပါလို့များအွန်လိုက်ရင်ငါပတ်သွားတော့မှာတခိုးပါလို့တော့ငါမအော်ဘူး။ငါပရိယေနဲ့ငါညီမနှစ်ယောက်စကားပြောတဲ့ပုံစံနဲ့တခိုးနှားထောင်အောင်လုပ်။ပြူကြီးကတခိုးဖမ်းမလို့တကားဖွင့်ပြီးတိတ်မိတဲ့အပြစ်ပေါ်လေသူ့အပြစ်တော့ရှိနေတာသိရသို့တော်လည်းဒီသခိုးသူမိအောင်ဖမ်း ။တခိုးကအခန်းထဲဝင်ပြီးတော့ခိုးနေတာပြိဿာ။ပြီးတော့အပြူကြီးကညီမနဲ့စကားပြောဆောင်ရအောင်။ညီမနဲ့စကားပြောသလိုလို။ညီမရဲ့ညီမ။ဘာလို့မကြီးရဲ့။နှစ်တန်ဆိုတော့ပြောတတ်ပေါင်ညာနော်။အဲ့ဒါအတန်တူးဝိဇ္ဇာတွေမှဖြစ်မှာ။ကျုပ်တော်စိတ်မပြောတတ်ဘူးရိုးရိုးသွားကြဆို။ညီမရဲ့ညီမရဲ့။ဘာလို့မကြီးရဲ့။ဟိုးရှေးတုန်းကလေ ကိုမြစ်ဒီဘက်ကန်းကနေပြီးတော့ကိုဘက်ကန်းကိုသွားသွားပြီးတော့ဈေးရောက်နဲ့ဈေးတဲ့မိန်းမတယောက်ရှိတယ်အေးဟုတ်ကဲ့ပြောပါမှကြီးရဲ့ညီမနားထောင်နေတယ်လေအဲ့ဒီမိန်းမကလေဒီဘက်ကန်းကနေပြီးတော့ရောင်းတရာပစ္စည်းတွေနဲ့လေပေါ်ကိုတင်ပြီးတော့ကတို့နဲ့လိုက်သွားတယ်ရေလေကောင်ရောက်တော့မှညီမရဲ့ဒီဘက်ကသူပစ္စည်းမေ့ချမ်းနေတာတရိရတာကိုအေး ဟုတ်ကဲ့ဟောမရေရေလေကောင်မေ့ကြံရေလေကောင်ကြမှာမေ့ကြံတဲ့ပစ္စည်းတရိယာတော့သူဘယ်လိုလုပ်မလဲ။အိုးညီမကလည်းရေတဲ့ဆိုတော့อืมဒီတိုင်းတော့မတတ်နိုင်ဘူးဘောဟိုဘက်ကလှေတစင်းလာတယ်အေး။ဟိုဘက်ကန်းကလှေတစင်းလာတယ်အေး။ဟိုဘက်ကန်းကလှေတစင်းလာတော့လေဒီမညီမသူကလှမ်းပြီးတော့လက်ပြတယ်အေး။လာပါဦးလာပါဦးကျုပ်ဟိုဘက်ပစ္စည်းမေ့ကြံရေကျုပ်ဟိုဘက်လိုက်ပြရစီ။ဟိုဘက်လိုက်ပြရစီ။ အဲ့ဒါလိုခွန်လိုက်တော့လှေချင်းကတ်တာပေါ့အေးတယ်ဟုတ်ကဲ့လှေချင်းကတ်တော့လေညီမရဲ့အဆိုးရှိတယ်မဟုတ်လားအေးလှေအဆင်းမြင်းအတက်တယ်ဒီတာကြည့်ပါသေးတော့လှေအဆင်းမြင်းအတက်ဆိုတဲ့နေရာမှာလှေကိုသူကအခုဒီလှေပေါ်ကလည်းတက်ရမယ်အေးဟိုလှေပေါ်လည်းဆင်းရမယ်အေးလှေနှစ်ဆင်းကတ်ပြီးတော့ညီမရဲ့ဒီဘက်လှေနံမတစ်ဖက်ရပ်ပြီးတော့ ကိုပဲလီနာမတော့ခင်းနင်းလိုက်တာအေးမလီမမရေညီမလို့ဆိုကြောက်ပါလေမမလီငါညီမကြောက်တာနောက်သားကိုမချီအေးဒီပဲလီနာနင်းကိုပဲလီနာနင်းပြီးကန်လိုက်တော့အေးလီနှခုကကွာသွားတာကိုညီမရေမလီမမရေချစ်သိမ့်ထားလိုက်တာချစ်သိမ့်မထားနဲ့လီနှခုကွာတော့ချီနောင်နောက်ချောင်းကလည်းညီမရေဟောညီမညီမပြောရင်းဆိုရင်းလေ တခါတည်းလေနှစ်ခုကွာသွားတော့ခြေတောင်နှောင်းကလည်းလေကွာသွားတာပေါ့ညီမရဲ့ကွာသွားတော့ရေလဲကောင်မြုပ်ခံပြီးအမလေးကဲတော်မူရပါဦးတော့ကဲတော်မူရပါ